ဒီ vlog လေးထဲမှာလုံးကပကံမာနေခဲ့တဲ့ဒီနေ့တာအတွက်ဘယ်တွေသွားတယ်ဘာတွေလုပ်ပြီးပမာရှားတယ်ဆိုတာတွေကိုအသေးစိတ်ပြောပြထားပါတယ်။လုံးနဲ့အတူတူပကံကိုအလေလိုက်ခဲ့ကြပါဦး။ ပကံရဲ့တနေ့တာကိုမနက်အစောမှညောင်လဖတ်ကုန်းကနေ sunrise ချင်ရင်စတင်ခဲ့ပါရယ်။ဆောင်းရသူမို့မနက်6နာရီခွဲမှာ fully sunrise ဖြစ်လို့6နာရီလောက်မှရောက်နေရအောင်ဆုံးမှာဓာတ်ပုံငလာရိုက်ဖို့နဲ့ပကံရဲ့ magical sunrise ကိုခံစားဖို့ time frame က15မိနစ်လောက်ပဲရှားပါရယ်။ sunrise GB မနက်စာစားပြီးတော့အရင်ဆုံးအာနန္ဒာဖျားကိုတွားခဲ့ပါတယ်။ နောင်ခုဆောင်နေတာကတော့အာနန္ဒဖရာမှာပါအာနန္ဒဖရာရဲ့ကုသိုလ်ရှင်ဟာလုံးလုံးအားလုံးသိကြပြီးတဲ့အတိုင်းငါတပားမင်းဖြစ်တဲ့ခိလိုက်မင်းလို့ခေါ်တဲ့ဂျက်စတာမင်းဖြစ်ပါတယ်အာနန္ဒဖရာရဲ့ဘိတုကဒီဇိုင်းဟာမိုးတီဟန်ဖြစ်ပြီးတော့ပလန်း၃ခုရှိပါတယ်အပြင်ပလန်းရဲ့အဝမှာထားရှိတဲ့ဒီနှစ်ယောက်ကြီးနှစ်ယောက်ကတော့တိုင်းသူပြည်သားတွေကိုအထက်ရောက်ပလန်းတွေစီမလာဖို့တားနေခံထုလုပ်ထားတယ်လို့သိရပါတယ် လုံလုံဝင်ပေါက်မှာတွေ့ရတဲ့ဒီကျွန်းတစ်ခါကြီးဟာကျွန်းတစ်ပင်ထဲကိုထုလုပ်ထားဖြစ်ပါတယ်ဒီကျွန်းတစ်ခါကြီးရဲ့ပြီးလို့ရှိရင်သူ့အဖေကတန်ခွေးတွေဟာဆက်တရာစုကလေးကနေရှိနေခဲ့တာပါအာနန္ဒဖျားမှာပလန်တော့ခုရှိပြီးတော့အတွင်းဆုံးပလန်ဟာယဟန္တကတော်ရေကိုအလုံးကိုရှောက်နေတဲ့အလယ်ပလန်ကတော့မင်းမျိုးမင်းနွယ်နဲ့မူမတ်တွေကိုအပြည့်ဆုံးပလန်ကတော့တိုင်းသူပြည်သားတွေကိုလို့သိရပါတယ် ဒုတိယကမ္ဘာစစ်မှာပြည်သူပြည်သားတွေဟာဆစ်ဆောင်တိုင်းနဲ့ဖះမလာပြီးခိုးထုံတဲ့အခါချက်ပြုတ်စားတောက်ကြရဲ့ဖះရဲ့နေရံတွေမှာချက်ခိုးဆွဲလာတော့ထုံးတင်ကန်တက်ပြီးတော့ပူဇော်ခဲ့ကြပါတယ်။ထုံးတောက်ထားတဲ့အလောဟာတက်လောနှလောသုံးလောလေးလောငါးလောအထိဖြစ်ပါတယ်။နောက်ပိုင်းထုံးတင်ကန်ကထားတာတွေကိုပြန်လဲဖယ်ရှားလိုက်တဲ့အခါအောက်ကနေရံဆေးရေးပကြီးတွေပေါ်လာခဲ့ပေမဲ့အယောင်တွေတော့ယော့ခဲ့ပါပြီ။အနုလိုက်ရာအာနန္ဒာလိုညွှန်ကြတယ်လို့ပဲ ဗကံမှာအာနန္ဒာဟာပိတုကနဲ့ပတ်သက်ရင်စံပြုစရာဘုရားတဆူဖြစ်ပါတယ်။တော့ခုရောက်နေတာကတော့တပ်ပိညုခရမှာပါ။ ပိမူခရဟာမြမတမိုင်းမှာပထမဦးဆုံးသောအထက်အမြင့်ဆုံးသာသမိကအဆောက်အုံဖြစ်ပါတယ်။ဗလာပြည်တော်မှာမြင့်လဲဆိုရင်ညံတော်ကပေး၂၀၀ကျော်ရှိပြီးတော့အထက်အားဖြင့်၅ထက်တိတိပါဝင်ပါတယ်။ဒါကြောင့်လည်းအမြင့်မှာတပ်ပိမူလို့ဆိုလို့ရှိတာပါ။တပ်ပိမူခရကြီးရဲ့၅ထက်မှာပထမထက်နဲ့ဒုတိယထက်ဟာယဟန်တန်ခါတော်ရဲ့တည်င်းသုံးညာဖုံးကြီးကြောင့်ဖြစ်ပါတယ်။တတိယထက်ကတော့ရုပ်ပွားတော်ဆင်းသူတော်တွေကိုကိုးကွယ်ရာခရီးခန့်ဖြစ်ပြီးတော့ စဒုထထဟာပြီးတကတ်တိုက်ပါနောက်ဆုံး၅ထက်မြောက်ကတော့ကိုနောင်ပေါင်စီတီကိုသွားပြီးဖူးမြော်ရဖြစ်ပါလေဒါကြောင့်တပ်ပိနူဟာဇေဒီပထိုးလည်းဖြစ်တယ်လို့ဖရာเจ้าဖုန်ကြီးเจ้าလည်းဖြစ်ပါတယ်တပ်ပိနူဖရာရဲ့မူလကုတုရှင်ဖြစ်တဲ့အလောင်းရှိသူမင်းကြီးရဲ့နှောင်းပိုင်းအင်းဝခေကုံမောင်ခေတွေမှာဒီလိုဘိတုကာဟန်နဲ့အထက်မြင့်တာတင်ကအဆောက်အုံမျိုးတွေထပ်မံဆောက်လုပ်နိုင်ခြင်းမရှိတော့ဘူးဆိုတာကိုတွေ့ရပါတယ် ဗဂန်မှာကိုအီးပိုင်းနဲ့ကိုတရက်လုံးနဲ့မယ်ဆိုရင်အတုံးဝင်မဲ့ tips တစ်ခုကသွားမဲ့နေရာတွေကို Google Maps ကိုသုံးပြီးလမ်းကြောင်းဆွဲရပါ Google Maps ထဲမှာ tourist attraction တွေကိုပါပြထားပေးတာကြောင့်ကိုရောက်နေတဲ့နေရာကနေနောက်ထပ်ဘယ်နေရာစီလမ်းကြောင်းတင်လဲဆိုတာကိုစောင့်ပြရဖို့လွယ်စေပါတယ် GPS အမြဲဖွင့်ထားရတာမို့လို့ငါ battery အချာကြီးခံတဲ့ Samsung Galaxy A04e လေးကိုတောက်လျှောက်အားကိုးခဲ့ရပါတယ် လုံးကပကံမျိုးဟောင်းဖက်ကနေပကံမျိုးတစ်ဖက်ကိုနေမဘူးခင်သွားဖို့ရွှေ့လိုက်ပါတယ်။စိမ့်ညက်ညီအမဖေရားမှာတဲပကြီးကို Modern Art Style နဲ့ဆွဲတဲ့ Artist ကိုပုံပြနေတွေ့လို့သူဆွဲထားတဲ့တဲပကြီးတွေအကြောင်းရယ်စိမ့်ညက်ညီအမအကြောင်းရယ်ကိုနားထောင်ခဲ့ပါတယ်။စိမ့်ညက်ညီအမဖေရားဆိုဟိုးအရင်နဲ့ရှိခဲ့ဒါမဲ့လူတိုင်းကကျွန်တော်ပေးရ၆တယ်တေးရ၆တယ်ဆိုပြီးဒီပြေအောင်ရှောင်ရအဲကြောင့်သူကဒီပြေအကြီးကကျွန်တော်ဘာကြမှာမရှိလို့ဖြစ်နေတော့ဘယ်ပဲအချမ်းကတော့အမပညာပဲအချမ်းကကျတော့ညီမအမနဲ့ညီမကွာဒီရောက်နေတဲ့ကောမတူကြဘူး သူအမားရဲ့မျက်လုံးဟာဆိုရင်သူအဆူရှာထက်မြက်ပြီးတော့ကြည်မြင်ပြန်လာတာမညမရဲ့မျက်လုံးကကျတော့တိမ်ငင်လာဘယ်အရာပဲလုံလုံညမကသူ့နာမည်မှာထွက်တော့ကြတော့တိမ်ငင်တဲ့စိတ်ကလေးနဲ့သူအမားရဲ့နာမည်ကတော့စိမ့်ညက်သူညမရဲ့နာမည်ကကျတော့စိမ့်ခက်ကညာစိမ့်ခက်ဆိုပြီးတော့လူတီများကြတယ်မိမမိကလေးလေးရေအခက်ဆင်းနေတဲ့အချိန်မှာဘေးကကလာသားတွေကနေပြီးငေးကြည့်နေတာပေါ့တော်တယ်လေးခုံပါပေါ့ကျွန်တော်တို့ကတော့ဒီပကံမှာကြက်လဲသူကပကြီးဆိုင်ပေါ့200လောက်ရှိ အဲ့နေရာလောက်မှာကြာလဲသူကတွေ့နေကြမြင်နေရကားကြီးရှင်လို့ဆိုတော့အမပြောခဲ့သလိုပဲ landscape တွေရှိတယ်ကျွန်တော်တို့ view ကျွန်တော်တို့က view ရကားလေးရှိတယ်သူကလူတိုင်းကသူကဒီဒီလိုသက်ပေါ့ဒီသူများပါရောက်တယ်ဒီလောက်ပဲလိုက်နေတာသူများသူများဖောက်ပြတာတန်းကိုပဲလိုက်ဖောက်ချင်တာအဲကျွန်တော်တို့ညီကွာကြတော့အဲ့လိုသူများမဖောက်သေးတဲ့လမ်းကိုကျွန်တော်တို့ကစောက်ဒီကမှာကျွန်တော်တို့အကောအကူကိုကိုကြိုက်ကိုကြိုက်တဲ့စဉ်းကိုရောက်တာအဲ့လိုစိမ့်ညံ့ညီမဖခင်ကအပြန်မှာနေ့လယ်ထမင်းစားချိန်လိုမကြခင်လေးနေ့လယ်စာကိုစောစောသွားစားထားလိုက်ပါတယ် ရွှေပြည်မှာထမင်းဆိုင်ကိုဘာလို့ရွှေဖြစ်လဲဆိုတော့ဟင်းစက်တဲ့ပြီးတော့တဲခင်းနဲ့ပကံခွက်ရောက်တွေကစာတန်ရှင်ပြီးစိတ်တိုင်းကြလို့ပါလက်ရအမြဲညီပြီးတော့အဲဝတ်လဲကြည်တာကြောင့်စားရတာအမြဲစိတ်ချမ်းသာရပါတယ် ကျေးဇူးတင်ပါတယ်လုံးဝနေ့လယ်စာစားတဲ့အချိန်ဆိုလို့ရှိရင်တက်ဖို့ရိုက်ထားပြီးတော့လုံခုဖို့စီကိုလုံးပါရီစားလဲဆိုတော့ပြန်ပို့ပါရစေ။အဲဆိုစားစားပါတော့မင်းလုံးဝအခုရှင်မြမာမှာ9000တန်ဘူဖေးမှာထားတာပါ။9000တန်ဘူဖေးဆိုလို့ရှိရင်သူတို့ကစိုက်မှာရှိသမျှအသားဟင်းတွေရော ခင်းအရန်တွေရောအကုန်လုံးချပေးတယ်ပြီးလို့ရှိရင်ကုန်းလို့ရှိရင်လည်းမပြတ်အောင်အမြဲတမ်းလာဖြည့်ပေးပါတယ်ဒီရှိမှရှိရဲ့ဟင်းတွေကလုံးဖွင့်ကြိုလိုက်ရိုက်လို့ပို့ချပေးထားတာမဟုတ်ဘဲနဲ့လုံးအခြားရွက်တွေပဲချိန်လာဆားဆားချပေးနေကြပုံစံပါပဲခံလေးရတော့ဝပုံးလေးပါအဲတော့ချင်မောင်နဲ့မြင့် သားဟင်းတွေရောအရင်ဟင်းတွေရောအများကြီးဆိုတော့လုံးတမျိုးချင်းစီတော့သေးစိတ်မရှင်ပြတော့ဘူးဒါပေမဲ့လုံးစိတ်တိုင်းမှာ special effect ဆုံးလို့ထင်ရတဲ့ဟင်းကတော့ဝက်သားပုံးရည်ကြီးပါပကံမှာစားရတဲ့ဝက်သားပုံးရည်ကြီးဟာအကောင်းဆုံးလို့တော့ထင်မိပါတယ် လောကအခုညာဦးနဲ့ပကံကြားကတောင်ပီလမ်းခွဲမှာပါအဲ့ဒီမှာတော့မုံစလင်းနောက်ဆိုင်လေးတွေ့လို့ဝင်စားနေရပါဒီအညာမုံလေးနာမယ်ကမုံစလင်းတောင်းလို့ခေါ်ပါတယ်သူ့ကိုစံချမ်းရဲ့ထညက်ရဲ့နဲ့လှုပ်ထားပြီးတော့ပူပူလေးရှားလို့ရှိရင်အီအီလေးနေပြီးတော့အေးသွားတဲ့အခါကျွတ်ကျွတ်ကလေးဖြစ်သွားပါတယ်ဟာ ီဗေဒါလေးရာကျွတ်ကျွတ်လေးနော်ဝါလို့ကောင်းပြန်ပြီးတော့အချိုကြတော့ထမြက်ကိုတုံးထားရပေမဲ့တော့အရင်ချိုရက်ပတ်လည်းမသွားဘူးပေါ့နော်လုံးဒီမမရှိမှာကတာကူမိုးဖွဲ့တော့ငါပြောကမြင်မိုးဖွဲ့တော့အရင်ရှာလို့ကောင်းပါလေဒါတော့ငါပြောကမြင်ထုတ်လीပါ ီမမကနေ့လယ်တနာရီနောက်ပိုင်းဆိုလို့ရှင်ထီလို့မင်းလို့ရဲ့ဘူးဖရရဲ့အနန္နာရဲ့မှာပတ်ပြီးတော့ရှောင်းတာပါတာကူဆယ်ထုတ်လောက်ပါမမအာရပါပြီပြီသူပါအေးဆုံးများရတယ်မိုင်း မုံတွေလဲစားပြီဘိုင်လဲပြည့်ပြီဆိုတော့ဓမယံကြီးကိုခီးဆက်ခဲ့ပါတယ်ဖယားရှိမှတနခါလဲအလင်းခံခဲ့ပါတယ်အခုကပုံရိုက်ဖယားသမိုင်းကြောင်ရှင်ပြဈေးရောက်တဲ့ကလေးချီကပ်လာခဲ့ရင်မလုံရင်မလုံဘူးပုံမရိုက်ဖြစ်ရင်မရိုက်ဘူးမဝယ်ဖြစ်ရင်မဝယ်ဖြစ်ကြောင်းကိုအတန်းရှင်ဘေဘီတေချာပြောခဲ့ကြပါနော်ဆမ်ဆောင်လေးနဲ့ရိုက်ပြပါလား ဓာတ်ပုံရိုက်ပေးတဲ့ကလေးတွေကလှပဆိုတဲ့ photo spot တွေမှာဘလို့ post ပေးရမယ်ဆိုတာကအစားတင်ပေးကြတာမို့လို့ပုံလှလှရဖို့သူတို့ကိုအားကိုးလို့ရပါတယ်။အားလှတာပဲ။ ဓမယံကြီးရအထွတ်မှာနေပြင်းနေပြီကိုဖရားဝင်းတဲ့ကအညာထန်ရဲရေမုန်းလက်ဆောင်တွေလည်းဝင်တောက်ခဲ့ပါသေးတယ်ဟုတ်ကဲ့ လုံးခွေးလောက်နေရတော့ပြတ်သက်ကြီးဖေးရပါပါပြတ်သက်ကြီးဖေးရဟာဖေးရတည်ရဲ့ process တွေအားလုံးကိုတတတာနေ့မှာစခဲ့တဲ့တဆူတီတော့ဖေးရလည်းဖြစ်ပါတယ်ဒါပေမဲ့ဖေးရတည်လို့မပြီးခင်မှာအလှူရှင်ဖြစ်တဲ့ကြဆောင်မကြီးဟာရုပ်တရက်နှိမ်မှဆန်သွားတာကြောင့်အချောတက်တဲ့အဆင့်ထိမပြီးဆုံးခဲ့လို့လည်းနေရန်စေးရေးပကြီးတွေညနေပြေအချောကိုင်နဲ့အင်္ဂဒီလောအင်္ဂဒီပန်းနေမှာပါတဲ့အကျန်းထည့်တိဆောက်ပုံကိုဖေးလာနိုင်ပါတယ် ိင်းတွေပါပါတုံးထားရဲ့အုတ်စီးအုပ်နဲ့အုတ်သားအထူးအုတ်သားအရောင်နဲ့အုတ်ဖုတ်ပုံမျိုးပညာတွေဟာပကံကိဆောက်လုပ်ရတဲ့အဆင့်မြင့်ပုံကိုမှန်းစာကြည့်နိုင်ပါတယ်။တဲကြောက်တွေကိုဓာတ်ဝင်မှာထည့်သွင်းတိစောက်ထားရတဲ့ရည်ရွယ်ချက်ကတောအဖိအားများတာအလေးချိန်များများထမ်းထားထိန်းထားရတဲ့ဒေါင်ဆိုးနေရာတွေမှာခဏရင်ရှိအောင်ပါပကံသားတွေဟာပြီးသူကအတတ်တယ်မှာတင်းချပါတာရပါအရန်တော်ခဲ့ကြမယ်လို့ထင်ပါတယ်။အခုလိုနင်းပညာတွေမရှိသေးခင်မှာတော့မုတ်တိုင်းတောက်တိုင်းကို အချိုးတိတိကျကျနဲ့ရ ျမ်းမတွေကော်လံတွေမပါဘဲတော့တိဆောက်ခဲ့ကြတာမို့လို့ပါမကြီးထမ်းရရှိပါလားမေဘူးတူရရှိတာဒါအရာကြီးနဲ့ဟုတ်ဝင်ဒါတမရတဲ့မြတ်ဟုတ်ဝင် မယားလေးလည်းတထောင်ပို့ထည့်ချင်ပါ့မေဟုတ်ကဲ့ဒီဘူလာဟုတ်အောင်မေအမေစီရထင်ရလေးရံကုန်ရရင်လက်ဆောင်ပြန်ပေးရပါဘို့ဟုတ်ပြီဟုတ်ပြီကျေးဇူးတင်ပါတယ်မေဟုတ်အမေအုံးထက်ညက်လေးနှီးပါပါမယ်နော် ကျေးဇူးတင်ပါတယ်မိဝယ်လဲဝယ်လိုက်အမီလဲတောင်းစားလိုက်လုံးရဲ့ပကံတနေတာကိုဘူးဖျားမှာအေယာဝတိရှုခင်းနဲ့ဆန်းဆက်ကြည့်ရင်အဆုံးသတ်လိုက်ပါတယ်နေဝင်ချိန်အရန်တူပြီးနားနိုင်ခွဲဆိုနေစဝင်ပါပြီတကယ်လှတဲ့ရွှေအိုရောင်ဖြာနေပြီးတော့ဝဇုံစီရောင်တိတ်နေတောက်နေတဲ့ရှုခင်းကိုအမီရဖမ်းဖို့တိုင်းဖရင်ကတော့10မိနစ်လောက်ပဲရပါတယ် ဆိုရင်တော့လုံးရဲ့တနေ့တာပကံမှာလက်ပတ်ခဲ့တဲ့ဘလော့လေးကဒီမှာအဆုံးသတ်ပါပါပြီเนาะတတ်တာ